ရင်အမျိုးသားအစီအယုခရင်တပ်မဟာလီထိတ်ချုပ်ရနေမိတဲ့ကတဝဲခရိုင်မှာစစ်ကောင်စီကတိဆောက်သွားမဲ့နူရီယာလျက်စစ်စယုတ်ဟာဘေးအနေရဲ့အလွန်ကြီးမားမဲ့စီမံကိန်းဖြစ်တာကြောင့်တိုက်ဖြတ်သွားမယ်လို့ခရင်ပြောခွင့်ရဘရိုဆော့တော်နင်ကပြောဆိုလိုက်ပါတယ်စစ်ကောင်စီတပ်ကရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးနူရီယာလျက်စစ်တပ်အပိစက်ရုပ်တိဆောက်မဲ့အစီအစဉ်ဟာဘေးအနေရဲ့အလွန်ကြီးမားကြောင်းပရိုဆော့တိုနင်ကပြောပါရယ်ဘလောက်ပဲဟို လုံကြုံပါတယ်စိတ်ချပါတယ်ဆိုတဲ့ဟာတွေကတကယ်တက်ကြွလက်ပညာရှိတွေလုံစားတဲ့ဟာတွေကဟိုယူစိတ်တာဒီကွဲထွက်တာတွေဖြစ်နေတာပဲလေအဲ့ဒါတွေကဒီရဲ့နောက်ဆုံးကြွေးပြီးတာပြဿနာတွေကဖြစ်နေတဲ့ဟာတွေကျွန်တော်တို့မြင်တွေ့နေရတာအဲ့ကြောင့်မို့ဒီဘာမှနီးပညာမရှိတဲ့ဒီဒီစစ်အနာရှင်တွေအဆက်ဆက်မှာတလောက်မွေးပြကြနေတဲ့တလောက်ချွတ်ချုံကြနေတဲ့နေသားဘာပညာရှင်အဆင်မှမရှိတဲ့နေရာတွေကဒီနျူကလ িয়ার ကဘောဟုတ်လားတည်ဘူးဆိုတော့အင်မတန်အမြဲကြီးရဆိုတော့ကျွန်တော်အဲ့ဒါပြောချင်တာပဲဖြစ်တယ် နူရီယာလျက်စတဲ့အပိစယုတ်လို့ကောင်းစင်တက်ထားတဲ့စီမံကိန်းနဲ့တပွဲရည်နဲ့စိတ်ကန်စီမံကိန်းကြီးတွေဟာစီပွားရေးအကျိုးတူလုပ်ကိုင်းတာလို့အကြောင်းပြပြောဆိုကြပေမဲ့လက်တွေမှာဖြတ်အပြင်းလက်နက်တွေထုတ်ပြီးစစ်နိုင်ရေးနည်းနဲ့ဒေသတွင်းနိုင်ငံတွေအပေါ်အသာစီးရဖို့လှုံ့ဆော်ချင်တာဖြစ်တယ်လို့ပရိုဆော့တော်နင်ကဆက်ပြောပါတယ်ဒီတမယိုးကြတဲ့နဲ့ဆိုတော့ဘလို့မှကျွန်တော်တို့တော်လိုင်းဖွဲ့ဆိုတော့မခုခံနိုင်ဘူး။အဲကြောင့်မလို့သူကဒီထက်ပိုပြီးတော့ဟိုတဲ့ရမှုရှိတဲ့အခွင့်အရေးပေါ့နော်။ဖြတ်အပြင်းနဲ့အဲ့ဒီညူမြားလက်နဲ့ထုတ်လို့နိုင်ဖို့အတွက်ဆိုတော့ ဒီညူကီယာဒါအပေစက်ယုံဆိုအကြောင်းပြပြီးတော့အဲ့ဒါဟိုးလိုရဲ့ဒေသမှာသွားပြီးတော့လုပ်တာပဲရင်းနဲ့စိတ်ကန်းဆိုတာဟန်ပြတာဖြစ်တယ်စီပွားရေးဆောင်ဆောင်ဆိုတာလည်းဟန်ပြနေတာပဲဖြစ်တယ်အဓိကကအဲ့ဒီညူကီယာလည်းမထုတ်လို့ထုတ်လို့နိုင်ရေးအတွက်ဒီဒါအပေထုတ်ဖို့အတွက်ညူကီယာစိတ်ယုံတည်ဆောက်ဖို့ဆိုပြီးတော့အဲ့ဒါအကြောင်းပြချတာပဲဖြစ်တယ်အဲ့ကြောင့်မို့ကျွန်တော်တို့ကထုတ်ပြန်ခြင်းနဲ့ထုတ်ပြီးတော့ဒီဟာတရားဝင်မှာကျွန်တော်တို့ပြင်လူကြီးကိုပါမဟုတ်ဘူးကျွန်တော်တို့ဆက်ဆက်နေတဲ့ထိုင်းလူမှုအတွက်ပါအရန်အနေရှိတယ်ဆိုတော့ကျွန်တော်သတိပေးရတာဖြစ်တယ် ဒါအပြင်စကောင်းဆောင်ပူချုံမူကြီးမင်းအောင်လှိုင်အနေနဲ့နှယူလက်နဲ့ပိုင်ဆိုင်ရေးကူတာအာယုရှိပြီးဖြစ်ပေါ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေအပေါ်ထက်သွင်းစဉ်းစားတာမျိုးမရှိတဲ့အပေါ်ခင်ယူအနေနဲ့တတ်နိုင်တဲ့ဘက်ကတာစီကန့်ကွက်တိုက်ဖြတ်သွားမှာဖြစ်တယ်လို့အင်းနင်းချင်းနိုင်ငံတွေအနေနဲ့လည်းပူပေါင်းဖို့ခင်ယူကဆိုပါတယ် ပြီးခဲ့တဲ့မလကအာနာဒေးစကောင်ဆောင်ဘူချမူကြီးမင်းအောင်လိုင်းရဲ့ရုရှားခီးစင်အတွင်တပွဲရည်နဲ့စိတ်ကန်အကျိုးတူပူပေါင်းလှုပ်ဆောင်ဖို့ဆွေးနွေးမှုတွေဖြစ်လာခဲ့ပြီးစီမံကိန်းအကောင့်ထက်ဖို့လှုပ်ဆောင်ဖို့သဘောတူညီချက်ရထားပြီးလို့လည်းသိရပါဗယ်။လက်ရှိမှာလည်းတပွဲရည်နဲ့စိတ်ကန်စီမံကိန်းရှိရာဒေသအတွင်းမှာစကောင်စီကစစ်ကြောင်းဖက်ထိုးစစ်ဆင်မှုတွေရှိနေတာကြောင့်ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းနဲ့ထိတွေ့တိုက်ပွဲတွေလည်းရှိနေတယ်လို့ဒေသတွင်တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။